မန္တလေးတိုင်းစင်ကူမြို့နယ်မှာပြည်သူတချို့နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF တပ်ဖွဲ့ဝင်တချို့အခြေအတင်အချင်းများနေတဲ့ရုပ်သံဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့လာခဲ့ပြီးနောက်တပ်ဖွဲ့ဝင်တွေကိုသတိပေးအရေးယူသွားမယ်လို့စင်ကူမြို့နယ်ရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကအောက်တိုဘာ12ရက်ကထုတ်ပြန်လိုက်ပါတယ်။ ဒီထုတ်ပြန်ချက်မှာတော့စင်ကူမျိုးနဲ့ရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့တာဝန်ကျရေးပေါ်တွေရဲ့ပြည်သူလူထုအပေါ်ဆက်ဆံပြုမှုရမယ့်စီကတ်နဲ့ကျင့်ဝတ်တွေကိုချိုးဖောက်ခဲ့တဲ့အတွက်သတိပေးအေးအေးယူမှုတွေကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။စင်ကူမျိုးနဲ့အတွင်းလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေဆောင်ရွက်ရမှာသတိပေါက်ကြားမှုတွေဖြစ်ပေါ်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေခက်ဆစိတ်ဖြစ်ပွားနေတဲ့အတွက်မတ်လ16ရက်နေ့ကစတင်ပြီး စတားလင့်အင်တာနက်အသုံးပြုမှုတွေကိုစစ်စစ်ကြမှတ်ဖို့ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်သတင်းရရှိချက်အရစစ်ကူမျိုးနဲ့တွင်မှရှိတဲ့ရွာတရွာမှာစီကားနဲ့အညီအသုံးမပြုတဲ့ Starlink Internet ကိုသိမ်းဆည်းဖို့ MDY PDF စစ်ကူမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပူးပေါင်းအင်အား9ယောက်တွားရောက်ခဲ့ချိန်မှာအချင်းများမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထောက်ပြန်ချက်တွေမှာတော့ပြည်သူလူထုအပေါ်ဆက်ဆံပြုမှုရမယ်စီကတ်နဲ့ကျင့်ဝတ်တွေကိုချိုးဖောက်ပြီးဆက်လိုက်မှန်ပါပြုမှုတွေနဲ့တုံ့ပြန်မှုပြုမှုခဲ့တဲ့တာဝန်ကျရဲဘော်တွေကိုထိုက်တဲ့သတိပေးအေးအေးယူမှုတွေပြုလုပ်သွားမှာဖြစ်သလို Starlink Internet စပိုင်ရှင်ကိုလည်းထောက်ပြန်ချမှတ်ထားတဲ့စီမင်းစီကတ်တွေအတိုင်းအေးအေးယူဆောင်ရွက်သွားမယ်လို့လည်းဖော်ပြထားပါတယ်။